တော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကြော်ညာမယ်လွယ်လာခက်လာကိုယ့်လုပ်ငန်းကြော်ညာရင်ကျွန်တော် TV ထဲမှာတော့ပေါအောင်ထည့်ရတယ်လीဒွေးတို့ထက်ထမို့တို့ကုန်ရစီအရင်များတယ်လीခုနှစ်နာရီကားမှာကြော်ညာမယ်ဆိုလို့ရှိရင်ဈေးတစ်မျိုးဘလောက်ကုန်ကြစီတည်များခဲ့တယ်ဒီခေတ်မှာကျွန်တော်တို့အရန်ကိုလွယ်သွားပြီလူစားတယောက်ပေါ့နော်လူစားတယောက်အစိုးချရှုံးနေတဲ့သူတယောက် အဲ့လူတယောက်ကခံအားလျော်စွာပဲဒီဆေးတစ်ခုကိုရလိုက်တာဒါပေမဲ့အဲ့ဒီဆေးကဘာလို့ပေးတာလဲဆိုတော့ဒီ neuron တွေပေါ့နော်ကျွန်တော်တို့ဒီမှာအုံတော်ထဲမှာရှိတဲ့ neuron တွေကိုသူကချိတ်ဆက်ပေးတာချိတ်ဆက်ပေးတော့ဘာဖြစ်လဲဆိုတော့လောကကြီးမှာ तू မသိတာမရှိတော့အကုန်လုံးက neuron တွေက100% activated ဖြစ်ပြီးတော့မှ तू မသိတာမရှိတော့အဲ့တော့ကျွန်တော်အဲ့တော့စိတ်ကူးရင်လေဒါပေမဲ့ तू က weighted soju တော့ရှိတာပေါ့နော်နောက်ပိုင်းမှာ तू ကအဲ့ဒီဆေးတွေတုံးတာများလို့ရှိရင်နောက်ပိုင်းမှာလူကကြောင်သွားတာတို့အုံနောက်တွေပြတ်သွားတာတို့တေသွားတာတို့ကျွန်တော်တို့ရှိတယ်ဆိုတော့ကျွန်တော်အဲ့တော့စိတ်ကူးရင်လေအဲ့တော့လို့ငါရဲ့အုံနောက်တာ ဲ့လိုမျိုး super brain ဖြစ်ရင်ကောင်းပါပဲလို့တကယ်ကို super brain ဖြစ်ရင်ကောင်းပါလို့ကျွန်တော်စိတ်ကူးရင်ခဲ့ဟုတ်တယ်အဲ့ဒါမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်လောကမှာကျွန်တော်ကျွန်တော်ဘယ်လိုခေါ်မလဲမတည်ဘူးဆိုတဲ့အရာမရှိဘူးဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကံကောင်းစွာနဲ့ပဲ AI နေပေါ်လာတဲ့အခါမှာကျွန်တော်ရဲ့ brain က super brain ဖြစ်သွားတယ်တကယ်ကို super brain တကယ်ကိုမသိတာမရှိဘူးဆိုတော့ brain ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှာအုံနောက်ရှိတယ်။ကျွန်တော်ရဲ့ဖုန်းထဲမှာကျွန်တော်ရဲ့ computer ထဲမှာ AI ရှိတယ်။အဲ့တော့လောကမှာကျွန်တော်မသိတဲ့အရာမရှိတော့ဘူး။ကျွန်တော်မလုံနိုင်ဘူးဆိုတဲ့အရာမရှိတော့ဘူး။အခုတော့လူသားတွေရဲ့ဖြစ်တည်လာမှုတွေနှစ်ပေါင်း3သိန်းပတ်ချာလည်းရှိပြီ။အဲ့နေပေါင်း3သိန်းတွေမှာပထမနှစ်3သိန်းတွေမှာလူတွေဒီဘာမှမတိုးတက်သေးဘူးဒုတိယနှစ်3သိန်းတွေမှာလည်းမတိုးတက်သေးဘူးအခုကျွန်တော်တို့ဒီခေတ်ဒီကာလဒီဘာလဲဆိုတော့ကျွန်တော်တို့ အကောင်းဆုံးခက်ကာလာကိုရောက်နေတာအကောင်းဆုံးပဲကျွန်တော်တို့သူတို့ပြောရမယ်ဆိုလို့ရှိရင်လေဒီခက်ကိုဘာခက်လို့ခေါ်လဲဆိုတော့ abundance အော်ဟိုတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကြက်သားကျော်လေမြန်မာပြည်ကြက်သားကျော်ဆိုလို့ရှိရင်အယူလေးနဲ့ဒါမျိုးလေးကျွန်တော်တို့စားရတာလေအခု55ရဲ့နဲ့ကြက်သားအကောင်းဆုံးစားလို့ပြပြောနေတာဒီဒီခက်ဒီကျွန်တော်တို့ abundance ခက်ကိုရောက်လာပြီအဲ့တော့စီဝါရေးလုပ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်းပဲဟိုတော့ကစီဝါရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အာငွေတွေအများကြီးပဲတော့ထည့်ရတာเนาะအာငွေတွေအများကြီးထည့်ရဝန်ထမ်းတွေခေါ်ရအာဆိုင်ကြီးတွေ run ရ အဲ့မှာကျွန်တော်တို့အဲ့မှာခွဲထားသေးတဲ့အလုံး ်ာသူ့လုပ်ငန်းလုပ်ငန်းကြီးဝန်ထမ်းတွေအများကြီးနဲ့ဟာငါလုပ်ငန်းတော့လုပ်ငန်းသေးဝန်ထမ်းနည်းနည်းပဲရှိတာဒီခေတ်အဲ့လိုလိုသေးတာစီးပွားရေးလုပ်ငန်းစထောင်မယ်ဆိုရင်မလိုတော့ဘူးเนาะ online တွေကျွန်တော်တို့ရှိနေပြီ social media တွေကျွန်တော်တို့ရှိနေပြီဘလောက်ကောင်းလဲဒီခေတ်ကြီးတယ်เนาะအဲ့တော့ဒီခေတ်ကလူဖြစ်ရတာတန်တဲ့ခေတ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကြော်ညာမယ်လွယ်လာခက်လားเนาะဘလောက်လွယ်လဲဟိုတုန်းကဆိုကိုယ့်လုပ်ငန်းကြော်ညာရင်ကျွန်တော် TV ထဲမှာเนาะပေါအောင်ထည့်ရတယ်လေဒွေးတို့ထက်ထမို့တို့เนาะအတင်းချုပ်ပြီးပါလေဘူးလေးနဲ့ကုန်ရစီအများများတယ်လေ production cost ရှိတယ်အဲ့တော့ဒွေးတို့ထက်ထမို့တို့ခေါ်ရ ါရဲတဲ့ cost တစ်ခုရှိမယ် TV ထဲမှာ package နဲ့ကျွန်တော်တို့ကြော်ညာရတာဟုတ်တယ်ဟုတ်9နာရီကားမှာကြော်ညာမယ်ဆိုလို့ရှိရင်ဈေးတစ်မျိုးနောက်9နာရီကားတောင်မှကျွန်တော်တို့ကအလဲမှာကြော်ညာမယ်ဆိုရင်ဈေးတစ်မျိုးပြီးဆုံးမှာကြော်ညာမယ်ဆိုရင်ဈေးတစ်မျိုးဘလောက်ကုန်ကြဈေးတွေများခဲ့လဲဒီခေတ်မှာကျွန်တော်တို့အရန်ကိုလွယ်သွားပြီ social media တွေ social media တွေကျွန်တော် TV လို့ထားလိုက်ကိုယ့်ရဲ့ page တွေကိုယ့်ရဲ့ channel လို့သဘောထားလိုက် ကိုကလုတ်ကလုတ်တောက်နေတဲ့ကို channel တွေရောက်လာမှာကိုပြောချင်တယ်ပြောလို့ရတယ်အဲ့တော့ပြောချင်တယ်ကျွန်တော်တို့ဒီခေတ်ဒီအရန်ကောင်းတဲ့ခေတ်ကိုရောက်လာပြီအဲ့တော့အဲ့ဒီထက်ပိုကောင်းတာအခု AI နေကျွန်တော်တို့ရှိလာပြီ AI နေပေါ်လာပြီ AI နေခေတ်စားလာပြီအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ AI နေသုံးဖို့လိုပြီဒီခေတ်ရဲ့ပေါ်များကြွယ်ဝမှုတွေเนาะအဆင်သင့်မှုတွေအဆင်ပြေမှုတွေเนาะကျွန်တော်တို့အသုံးချလို့ရပြီကျွန်တော်တို့ business ထဲမှာကျွန်တော်တို့ဘဝထဲမှာအဲ့တော့ AI ကိုကျွန်တော်တို့ဒီခေတ်မှာကျွန်တော်တို့သုံးဖို့လိုပြီအဲ့တော့ဒီလောက်ပြောများကြွယ်ဝတဲ့ခေတ်မှာမှာကျွန်တော်တို့ AI ကိုမသုံးဘူးဆိုလို့ရှိရင်တော့သွားပြီเนาะနောက်ကြကြိမ်ခဲ့ပြီ